စဖီကနေမှနေတဲ့အိမ်ကိုရောက်နေပေါ့နော်တကယ်နေပြီးမှရာသီဥတုကောင်းလို့ရှိရင်ခီလီမန်ဂျာရိုတောင်မြင်ရတယ်တဲ့ဆိုတော့ဒီမှာကြည့်လိုက်အရန် view လာတယ်အခုကတော့သူပေးထားတဲ့အခန်းကိုလိုက်ပြပါမယ်ဒီမှာနေရတဲ့အခန်းပေါ့နော်သူကဒီမှာလေဟိုဟာ home stay လုပ်တယ်ထင်တယ်ဒါကဒီမှာသူပေးထားတဲ့အခန်းဒီမှာကြည့်အောင်ပေးထားတဲ့အခန်းကိုလည်းကြည့်လိုက်အောင်ဒီမှာကြည့်ပါပေးထားတဲ့အခန်း အင်တာနက်ရေချိုခန်းလေးရှိတယ်မကြည့်အောင်မကြည့်သူတို့ပေးထားတဲ့ခန်းကိုလည်းကြည့်လိုက်အောင်အဲခေါ်ဆဖီယာနေပြီးမှအလကားနေရတဲ့အိမ် ဒီမှာ home stay ရဒီမှာပေါ့နော်သူရဲ့ farm house ပေါ့ cosafia နေပြီးမှ join ထားပြီးတော့နေတဲ့ဒီ farm house ပေါ့နော်ဒီ farm house ကနေပြီးတော့ဒီမှာကြည့်လိုက်ဒီလက်ကွင်းကြီးဖြတ်ပြီးလို့ရှိရင်ဒီမှာခီလီမန်ဂျာရိုတောင်မြင်ရတယ်ဒီမှာခီလီမန်ဂျာရိုတောင်ဒီမှာကြည့်ဒီမှာမြင်ရတယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အခုကတော့မြို့ထဲကနေပြန်လာတယ်ပေါ့နော်ဒီမှာကြည့်လိုက်အနောက်မှာခီလီမန်ဂျာရိုတောင်မြင်ရပြီတိလားဂျာလက်ကွင်းတွေကဒီမှာလေဒီမိုရှီမြို့မှာရှိတဲ့ home stay ကနေဒီမှာခီလီမန်ဂျာရိုတောင်မြင်ရတယ်မှာကြည့်လိုက်ခီလီမန်ဂျာရို Okay တော့ဒါအခုမြို့ထဲကနေပြန်လာတယ်ပေါ့နော်ဒီလက်ခွင်းထဲကနေမှာအခုနေတဲ့အိမ်ကိုသွားနေတယ် home stay ကိုသွားနေတယ်ပေါ့နော်မြို့ထဲမှာ coffee တောက် is the land ရှောက်ပြီးပြန်လာတယ်ဒီနေ့လေဒါကခီလီမန်ဂျာရိုတောင်ရဲ့ထိပ်ဖြားကိုမြင်ရတယ်ဒီမှာစစ်ကြည့်လိုက်ပါအခုနေတဲ့ home stay ပေါ့နော်ဆိုတော့ဒီမှာလက်ခွင်းထဲမှာသူတို့အိမ်ရှိရဲအဲ့ဒီကိုသွားကြမယ်ခုနေအင်ကြတော့သွားလေအိမ်မှာကျတော့ခလေးက၃ယောက်ရှိတယ်ပြီးတော့မှဒီလိုမျိုးကောင်မလေး၄ယောက်ရှိရပေါ့နော်ပြီးတော့အကိုတယောက်ရှိတယ် ူရဲ့ကြတော့နည်းနည်းတော့ तू อ่ะလေတိုက်ပြီးမှ तू စကားမပြောဒါပေမဲ့ तू อ่ะလေလုံအောင်ကို privacy ပေးထားရပေါ့နော် important မှလေကောင်းကောင်းလေး तू နေခိုင်းနေတိလားဘာမှကို तू อ่ะလေစကားတွေပဲပြောတာမရှိဘူးတိလားတရားချင်းတော့ तू အခန့်နဲ့ကောင်းကောင်းလေးနေပေါ့နော်ကောင်းကောင်းလေးညနေလောလောလတ်နေလို့ရတယ်သူအခန်းပေးတယ်ပြီးတော့မှအင်ပေါ်ထက်မှသူတို့ရဲ့ဘက်ကနီလေးရှိရလေအရန်တာရတယ်အဲ့လိုမျိုးလေးလေဘက်ကနီနေမှာညနေထိုင်ချင်းတော့ထိုင်စားချိန်ဆိုလို့ရှိရင်သူကလာခေါ်တယ်မနေ့ဆောက်ကောင်မလေးကလာခေါ်နေလေးစားလာခေါ်တယ်ညဆောက်လာခေါ်တယ်အဲ့လိုပုံစံမျိုးပေါ့နော် ကလေးလေးတွေကသူတို့ကနည်းနည်းကင်မရာကြောက်တဲ့ပုံစံဆိုတော့လေသူတို့နဲ့လုံးဝဗီဒီယိုမရိုက်ဘူးဒါကိုရဲ့အရှင်ပုံမှာထားတဲ့ဒါကိုရဲ့တိတ်တက်မှုပေါ့နော်ဟုတ်အေးရောင်းလို့ရှိရင်ကွာတိတယ်သူတို့မျက်နှာကိုကြည့်ရတယ်ကွာဒီအင်းရှင်ရဲ့ကောက်ကောက်လေးအေးဆေးဆေးလေးနေချင်တဲ့သူမျိုးလားမဟုတ်လို့ရှိရင်တော့ကိုနဲ့ vibe တူတယ်ပေါ့ကွာတိလားဟိုပျော်ချင်တဲ့သူမျိုးလားအဲ့လိုမျိုးဆိုကွာတိတယ်လीနော်သူတို့မျက်လုံးကြည့်ရတယ်ဆိုတော့သူတို့အဲ့ဒီအတိုင်းပဲကွာနေတယ်သူမျိုး concept ပဲလောက်တာလीနော်အင်းရှင်နဲ့ကိုလိုက်တိရှိရမယ်ပေါ့နော်အဲ့လိုမျိုးပဲကွာနေတယ် အိမ်ကလေသူ့အိမ်ကအကြီးပဲတိလာလေကွင်းရဲ့အလဲမှာလေအိမ်ကတကယ်ကိုမှလေရွာကတထေးအိမ်လို့ပြောရမလားဒီအိမ်ကအကြီးပဲအိမ်ကအိမ်ကလေတစ်ထပ်အိမ်မဟုတ်နှစ်ထပ်အိမ်ပေါ့နော်အဲထဲမှာတော့မရိုက်တော့ဘူးလေဒီနော်ဒါကသူ့အိမ်တိလာဆိုက်ခင်းထဲမှာသူ့အိမ်အပေါ်ကနေပြီးမှအကြီးအိမ်ပေါ်ကနေဆိုရှင် view ကလည်းအရင်ကောင်းတယ်ဒါသူ့လက်ကွင်းထဲမှာသူ့တို့အိမ်ဆောက်ပြီးနေတယ်ဘယ်လိုမျိုးပေါ့နော် ့အရင်ဝရန်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်ညဆိုရင်ထိုင်တယ်ဒီမှာကြည့်ညဆိုဒီမှာထိုင်တယ်ဆေးနားယူတယ်ပေါ့နော်အဆေးပဲတို့ကလေတကယ်ကိုမအပေါ်ထက်မှလေတရားမှမရှိကိုပဲရှိတယ်အဲ့လိုမျိုးလေထားထားရတိလားတကယ်ကိုမစိတ်ဘယ်လိုပြောမလဲတို့ကြတော့လေသူတို့ကသာဘယ်လိုပြောမလဲတကယ်ကိုလေအဲ့တဲလို့လောက်တာကွာတိလားအဲ့တဲလို့ဆစ်ဆန်တာပေါ့နော်အကောင်းကြီးသူတို့ထားရတဲ့ပုံစံမျိုးပေါ့နော်မတူဘူးတအိမ်နဲ့တအိမ်လေးရတဲ့ feeling မတူဘူးပေါ့နော် ီနေကတော့မိုရှီမြို့မှာရှိတဲ့ကော့စဖီပေးနေထားတဲ့ဒီ home stay တစ်ခုမှာပေါ့နော်လက်ခွင်းနဲ့ရအိမ်မှာဒီအရှိမပါတဲ့အိမ်မှာဆိုတော့ဒီနေ့ကတော့ coffee အကြောင်းကိုရှင်းပြဟိုရှင်းပြတာမဟုတ် share လုပ်ပေးချင်တာ coffee ရဲ့မူလရည်ရွယ်ချက်ကကြတော့ကိုယ့်အိမ်မှာဆိုလို့ရှိရင် super cone တွေပါတယ်အပိုရှိတယ်မလားအဲ့ဒီမျိုး super super cone မှာအပိုပေးနေတာကိုယ့်တငယ်ချင်းဦးပေါ့နော်အဲ့ဒါနေစပြီးမှဒီမျိုးတခြားလူတွေကိုလည်းချိတ်ဆက်ပြီးတော့မှကိုယ့်ရဲ့ living room မှာပေးနေတဲ့ ဒီ tradition ကနေမှာစခဲ့တယ်ပေါ့နော်အဲ့ဒီကြတော့မသိဘူးတိကြတော့ Google ပြန်ခေါက်มาရမှာဒါပေမဲ့နားလည်ထားတဲ့သဘောတဘာဝကိုရှင်းပြတာပေါ့နော်အဲ့လိုမျိုးသဘောတဘာဝနဲ့ပုံစံဆင်းနေဆိုတော့ Coursefit ဒီလုံးဝကို free နေလို့ရတဲ့ application ဖြစ်ပါတယ်ဥပမာကိုကရန်ကုန်ကိုရောက်တယ်ရန်ကုန်မြို့မှာကိုက Coursefit နေချင်တယ်အဲ့ဆိုလို့ရှိရင်ကိုရန်ကုန်ဒီ Coursefit application ကို download လုပ်လိုက်အဲ့ဒီမှာကိုရန်ကုန်ဆိုမှရှာထည့်လိုက်ပေါ့နော်ရှာပြီးလို့ရှိရင်ရန်ကုန်မှာကိုကို host လုပ်ပေးနိုင်မယ် post တက်လာလိမ့်မယ်သူတို့ကလည်းပဲဒီဒီ application ကိုသုံးတဲ့သူတွေပဲပေါ့နော်အချင်းချင်းပေါ့ကွာဥမာကိုကရန်ကုန်မှာနေတယ်မန်လေးကိုသွားလဲတယ်မန်လေးမှာကိုရဲ့အဲ့ဆိုလို့ရှိရင်မန်လေးမှာ coffee သုံးတဲ့သူရှိတယ်ဆိုလို့ရှိရင်မန်လေးမှာသူ့အိမ်မှာသွားနေလို့ရတယ်အေးမန်လေးကသူကလည်းပဲရန်ကုန်လိုက်မှရန်ကုန်မှာလာနေလို့ရတယ်အဲ့လိုမျိုးပေါ့နော်အချင်းချင်းတကဘာလုံးကလူတွေ connect လုပ်ထားတဲ့ application တစ်ခုလို့ပြောလို့ရတယ်ဆိုတော့ဥမာကိုက အဲရင်ကောသူကလည်းအင်္ဂလန်သွားလို့ရှိရင်အင်္ဂလန်မှာ coffee coffee သွားနေလို့ရတယ်။အင်္ဂလန်ကသူကလည်းအိန္ဒိယလာလို့ရှိရင်အိန္ဒိယမှာနေလို့ရတယ်။အချင်းချင်းပေါ့နော်။တကမ္ဘာလုံးကလူတွေအကုန်လုံး connect လုပ်ထားတဲ့ကိုယ့်ရေးတစ်ခုလို့ပြောလို့ရတယ်။သူက application နဲ့သူကလုံးဝကို100% free ဖြစ်တယ်။ဒါပေမဲ့ကို profile ကိုကိုကအရင်မြင့်ချင်တယ်ကွာတိလား verify လုပ်ချင်လို့ရှိရင်ကိုယ့်ရဲ့ profile ကို verify မြင့်လို့ရတယ်။သူတို့ရဲ့အကျိုးကျေးဇူးတွေပိုရတယ်ပေါ့။ဒါပေမဲ့တခါမသုံးဘူးတော့မသိဘူးပေါ့နော်။ဒါပေမဲ့အကုန်ခုသုံးနေတာအကုန်လုံးဒီ free ဖြစ်တယ်။ဥပမာကိုက ရန်ကုန်ရောက်လို့ရှိရင်ရန်ကုန်ဆူမရှာထားလိုက်အဲဆိုရန်ကုန်မှာကိုယ် host လုပ်ပေးနိုင်မယ်သူတို့ကြားလာလိမ့်မယ် host လုပ်ပေးတဲ့သူတွေကလည်းရန်ကုန်မှာနေပြီးတော့မှ cost service ကိုတုံးတဲ့သူတွေပေါ့နော်သူတို့ကလည်းပဲဒီမှာဒီမှာအစိမ်းရောင်လေးနဲ့ accept guest ဆိုပြီးတော့မှသူတို့လုပ်ထားလိမ့်မယ်ဥပမာကိုယ်ကရန်ကုန်မှာကိုယ့်အိမ်မှာအခန်းလုံးအခန်းလုံးတစ်ခုရှိနေတယ်ကွာတိလားဆိုကိုယ်ကပေးနေချင်းတယ်အဲဆိုလို့ရှိရင်ပေးနေလို့ရတယ်ခုမှကိုယ့်အိမ်မှာ sofa ကုန်ပို့နေတယ်ငါနေကို host လုပ်လို့ရတယ်ဆိုပြီးမှပေးနေလို့ရတဲ့ပုံစံမျိုးပေါ့နော်ရှာလိုက် ရှာပြီးလို့ရှိရင် hostel ကြာလာလိမ့်မယ်အဲ့ hostel ထဲမှာအာအဆင်ပြေတက်တော်တဲ့သူပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် review တွေဖတ်လို့ရတယ်အဲ့ review ဖတ်ပြီးတော့မှ message ပို့လိုက်သူတို့ message ပို့လိုက် message အနည်းဆုံး9ဆောင်ပို့လိုက်အဲ့ဆိုခုမောတစ်ခုကတော့ကို rebrand ပြန်လုပ်လိမ့်မယ်တိလားစိတ်မပူနဲ့ rebrand ပြန်လုပ်လိမ့်မယ်အဲ့ဆိုသူတို့နဲ့ကိုယ်နဲ့ connect ရသွားပြီအဲ့လိုမျိုးပုံစံမျိုးနေတာဖြစ်ပါတယ်အဓိကပတ်စံလုံးဝပေးစရာမလိုသူတို့ကပြီးတော့နေစရာအပြင် စားစရာဟာကျွေးတယ်ဒီကသူကအိမ်ဖြစ်သွားတော့မနေ့စာနေ့လဲစာညစာအကုန်ကျွေးတယ်တကယ်ကသဘောကောင်းတဲ့အိမ်ရှင်နဲ့တွေ့ရင်ပေါ့နော်အကုန်မစားလဲရတာပဲလို့ပေမဲ့ကျွေးတဲ့သူတွေကကျွေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အရန်ကမှဈေးတက်တာတဲ့ခီးသွားလို့ရှိရင်အရန်တက်တာတဲ့ application တခုဖြစ်တယ်ပေါ့နော်အာအတိကပြဿနာကြတော့လူတွေက concept ကိုမသုံးချင်တာပါလဲဆိုကြောက်တာသူများအိမ်မှာဘလို့တွန်းနေမလဲသူများငါ့ကိုဘာလုပ်လိုက်မလဲသိလားဈေးအိမ်မှာဘလို့တွန်းနေမလဲ ဒါကြတော့ခေါ်ဆဖီရဲ့မူလရည်ရွယ်ချက်ကလည်းပဲဒီဇိုင်းအိမ်မှာပဲနေဖို့ပဲလေနော်ချားမီနေနေတဲ့တစ်ခုသွားမှတော့ဒီဇိုင်းပဲဒီဇိုင်းအိမ်မှာပဲကိုကနေရမှာလေနော်ကိုအတိမမရှိတာဆိုတော့အဲ့လိုပုံစံမျိုးပဲဆိုတော့ကြောက်တဲ့သူတွေတကတော့ခေါ်ဆဖီသုံးလို့မရအောင်ဒါအမှန်တိုင်းပြပြရနော်လုံးဝကြောက်လို့မရဘူးသူများကိုအားနာတက်တာမျိုးကကြတော့လည်းနည်းနည်းလေးပြဿနာရှိရတယ်ပဲမြင်မဲ့ ဒါလည်းတကမ္ဘာလုံးသုံးနေတဲ့ application ပဲလေတယောက်နဲ့သုံးနေတာမဟုတ်ဆိုတော့ okay သုံးလို့ရတယ်လုံးဝမကြောက်နဲ့ try ကြည့်ပါကိုကိုစပြီးမှမလို့ကိုစပြီးမှမ try ကြည့်ရသေးရင်အဲ့အကျိုးကျေးဇူးကိုမသိဘူးတိလားအဲ့ဆိုလို့ရှိရင်တော့ try ကြည့်ဖို့ပြောပြချင်တယ်တကယ်ကိုမှ free stay နေလို့ရတယ်။မြိုင်မှာကိုကနေဖို့လို့ရှိရင်လည်းပဲအဲသူတို့ review ပေးလို့ရတယ်။ပြီးတော့မှဒီ ကိုကကိုအိမ်မှာအခန်းလုပ်တွေပါတယ်ရှိလို့ရှိရင်လည်းသူများ host လုပ်လို့ရတယ်သူများ ਨੇ connect လုပ်လို့ရတယ်ပေါ့နော်အခုကအာဖရိကမှာတော့ coffee ကိုတုံးနေတာတုံးနေတယ်ပေါ့နော်အရင်တော့ကလည်းဒီနေမှာနေတဲ့ချိန်တော့ကလေတင်းလိုက်တိုင်းပလောမျိုးမှာနေတာအရင်တော့ကလေနေတဲ့ချိန်တော့ကလည်း coffee application သူများ host လုပ်ဖို့ဆိုပြီးမှလေ host လုပ်ဖို့ဆိုပြီးမှကိုကလုပ်ထားတယ်ပေမဲ့ ဒါပေမဲ့မြန်မာပြည်မှာ home stay ပြင်နေလို့မရတဲ့ခါကျတော့ဒီ host ကသူတို့ကလာပြီးမှ request လုပ်တဲ့ခါမှလည်းကိုကလက်ခံလို့မရအောင်ဘောနော်ဆိုတော့အဲ့လိုမျိုးဟာတွေရှိခဲ့တယ်။ cost fee ကိုတုံးတာအရန်ကြာခဲ့ပြီ။တော်တော်လေးကြာခဲ့ပြီ။ကိုအိမ်မှာလည်းကိုကအမြဲတမ်းပြင်နေချင်တယ်ဒါပေမဲ့လေ foreigner တွေကနေလို့မရအောင် local တွေကလည်းကိုကိုဘယ်သူမှလာပြီးမှ request လာမလို့ဆိုတော့ okay သူများကို host မလုပ်ဘူးလိုက်ဘူးပေါ့နော်ဆိုတော့ခုကျတော့ကိုခီးသွားတဲ့ခါမှာသူများအိမ်မှာသွားနေတယ်အဲ့လိုပုံစံမျိုးပေါ့နော် အခုကြုံရတဲ့ experience အရာကကြတော့ဒီက review ဖတ်ဖို့လိုတယ်ပေါ့နော် review ဖတ်မှရမယ်ဒီလူကဘယ်လိုမျိုးဘယ်လိုမျိုးသူရဲ့စနေစိတ်ထားဘယ်လိုမျိုးရှိလဲသူ့ရဲ့ပုံစံကဘယ်လိုမျိုးရှိလဲဆိုတာကိုသူများ review ဖတ်မှကိုယ်အသိရတာဆိုတော့ review များများဖတ်ပြီးတော့မှသွန်နေလို့ရတယ် request လုပ်ပါသွန်နေကြည့်ပါစ조사သိရင်မသိဘူးလေနော်သူများဆိုဒီ experience ကိုမ try ရသိရင်ဒီဟာကိုအကြောင်းကိုကောင်းကောင်းမသိနိုင်ဆိုတော့ဒီကျွန်တော်တော့ sense ကြည့်ပေါ့တခါမှမဆက်တတ်ရသေးပဲနဲ့ ဒီ cost saving နေတာအန်တီရရှိတယ်အဲ့လိုမျိုးထပြောလို့လည်းမရအောင်လေနော်ဆိုတော့ကိုမလုပ်ရင်ကိုမရအောင်ဆိုတော့ okay cost saving မှာ try ပြီးတော့မှနေကြည့်ကြပါလို့အဒီမှာအဆင်ပြေတယ်နေ့တိုင်းနေ့တိုင်းနေတဲ့အိမ်တွေကတော်တော်လေးကိုသဘောကောင်းတဲ့အိမ်တွေပဲကြုံရတယ်ပေါ့နော်ဒါကတော့ဟိုကိုရဲ့ကုသခံလို့ပြောရမလား cost saving ကကြတော့လေကန်နဲ့အရန်ဆိုင်တယ်တိလားကိုကို cost လို့ပေးတဲ့အင်ရှင်ကလေကိုကန်နဲ့အရန်ဆိုင်တယ်အဲ့လိုမျိုးကြတော့တခုအဲ့တခုတော့ရှိတယ်ပေါ့နော်ဥပမာဒီအမက သူသွားတော့ coffee ရအရင်စင်ပြေဆိုမှလေကိုက review ပေးတာလို့သူများသွားလို့ရှိရင်စင်ပြေတာမျိုးနဲ့ကြုံရတယ်လေနော်ဆိုတော့ဒါနဲ့တော့ပြောရခဲ့တယ်ကံပေါ့နော်လက်လို့ပြောရမလားအဲ့လိုနည်းနည်းတော့ဆိုင်တယ်ဆိုတော့ okay ဒါပေမဲ့စမ်းတန်းကြည့်ပေါ့နော်ဒါကိုယ်ကလက်ပဲလေနော်ဆိုတော့စမ်းကြည့်ပါအဲ့လောက်ထိလေကြောက်စရာမကောင်းဘူးပေါ့အဲစမ်းစမ်းသက်စမ်းသက်ပြီးတော့မှသွားအဲ့ဆိုပစ်ဆင်ရလေနော်ကြွားလာတာနဲ့အမြခွတ်ဆက်ပြီးနဲ့ကိုနဲ့ရင်ပါလာတာနဲ့အမြ ပဆက်ကုန်တက်တာလာလိမ့်မယ်အဲအမှန်တမ်းပြောရပါတော့အဓိက free stay နေရလို့ရှိရင်နေစေးတက်တာလေးနော်ဆိုတော့တော်တော်လေးကတက်တာလေးလို့ပြောလို့ရတယ်ဆိုတော့စသက်ကြည့်ပါတော့အနည်းဆုံးကတော့ပေါ့နော်၅ရောက်လောက်ကတော့ပို့ရတယ်ပေါ့နော်၅ရောက်လောက်ပို့လိုက်ဆိုတော့တယောက်တယောက်ကတော့ကိုယ့်ကိုစာပြန်လိမ့်မယ်ကွာတိလာဆိုတော့အဲ့လိုမျိုးနေလို့ရတယ်အရင်တက်တာတယ်အာဖရိကမှာဆိုလို့ရှိရင်အဲ့လိုမျိုးနေခဲ့တာဟိုရစ်ပါအောင်တော်တော်လေးကြာခဲ့ပြီပေါ့နော်တက်တာနောက်ထပ်လည်းအဲ့လိုပဲသွားဖို့အစီအစဉ်ရှိတယ်ပေါ့နော်ဆိုတော့ဒါ concept ဖြစ်အောင်ဖြစ်တယ်။အတိတ်တည်းနဲ့နေပေါ့နော်။ဘယ်ခီးသွားရဆိုတာမို့သူများနေရောဒီဇိုင်းနေရောသွားရကြတဲ့ရပေါ့နော်။ကိုယ်အတိတ်တည်းကတော့အများကြီးရှိဖို့လိုလေလုံးဝကိုပေါ့နော်။ဟိုတည်းမရှိဘဲနေလို့မရအောင်ဘလို့နေရမှာနေနေပေါ့နော်။တည်းကတော့အများကြီးရှိရမယ်ပေါ့နော်။ဆိုတော့ကိုယ်အတိတ်ဉာဏ်တည်းနဲ့ရှင်ပြီးတော့မှဒီ application ကိုအသုံးချဖို့လိုအပ်တယ်ပေါ့နော်။ ဲ့လိုပဲသွားအဲ့လိုပဲအကောင်းဆုံးပဲပေါ့နော်ကိုယ့်ရဲ့စိတ်ဆင်းလေးဒီလားဒီတရားကိုတွေ့ရတယ်ဒီအရှင်ရငါနဲ့အဆင်ပြေလောက်လာပေါ့နော်တကယ်လို့အဲ့လိုမျိုးအဲ့အရှင်ကကိုယ့်ကိုတစ်ခုခုမျိုးလုံမယ်ဆိုလို့ရှိရင်လုံးဝထွက်ခဲလိုက်တော့ဒီလားအမကျတော့အဲ့လိုမျိုးလုံးဝ experience မရှိခဲ့ဘူးတော့ပြောပြလို့မတက်ဘူးတိတ်ပြီးတော့လဲရှားတော့ရှားပါရှားလောက်တယ်ထင်တယ်ပေါ့တကယ်လို့ပြောလို့လည်းမရဘူးပေါ့နော်လူဆိုတာအမြဲတမ်းစိတ်တွေလိတ်ထားတယ်အမြဲတမ်းပြောင်းလဲတတ်တော့အဲ့လိုမျိုးရှိခဲ့လို့ရှိရင်တော့လုံးဝ honestly ပြန်ပြီးမှ share လုပ်ပေးပါမယ် ဆိုတော့ try ကြည့်ပါသွားကြည့်ပါဘောနော်အဲ့လိုပြောပြချင်တယ်